ပထမဗမာနိုင်ငံတော်နိုင်ငံတော်အာဏာဟာဘရင်ဆိုတဲ့ပုဂ္ဂိုလ်တဦးရေယူထားတယ်ဒုတိယမြန်မာနိုင်ငံတော်အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်မှာအင်္ဂလိပ်အစိုးရကနိုင်ငံတော်အာဏာကိုသိမ်းပိုက်ထားတယ်သူစီမံတယ်လို့ကျွန်တော်တို့ကနေခဲ့ရတယ်တတိယမြန်မာနိုင်ငံတော်ဒီမိုကရေစီနိုင်ငံကျွန်တော်တို့ရွေးတဲ့အစိုးရကကျွန်တော်တို့ကိုအုပ်ချုပ်တယ်ကျွန်တော်တို့တင်မြှောက်ထားတဲ့လူတွေကပဲကျွန်တော်တို့ကိုအုပ်ချုပ်တယ်ကျွန်တော်တို့ကြိုက်တဲ့လူပဲကျွန်တော်တို့ကိုအုပ်ချုပ်ခွင့်ရတယ် နိုင်ငံတော်အာဏာကျွန်တော်တို့ပြည်သူလူထုလက်ထက်မှာရှိတယ်တတရမြန်မာနိုင်ငံတော်ကျွန်တော်တို့နိုင်ငံတော်အာဏာကိုပိုင်တဲ့နိုင်ငံတော်ရဲ့နိုင်ငံတော်အာဏာကို1962ခုနှစ်မှာအတ္တမသိယူလိုက်ပြီးတော့စရုပ်ထမြန်မာနိုင်ငံတော်ကိုဥနေဝင်းတည်ထောင်တယ်နိုင်ငံတော်အာဏာကိုသူအတ္တမလူယူသွားတယ်အဲ့တော့ဒီလက်ခေတ်မှာပထမမြန်မာနိုင်ငံတော်ရှင်မြင်ခက်မှာနိုင်ငံတော်အာဏာဟာဘရင်တွေပိုင်တဲ့ပစ္စည်းလို့သတ်မှတ်ပါတယ် ဒုတိယအင်္ဂလိပ်ကသူပိုင်တဲ့ပစ္စည်းလို့သတ်မှတ်ထားပါတယ်။တတိယကျွန်တော်တို့ပြည်သူတွေပိုင်နေဆိုပြည်သူတွေခံစားရပါတယ်။ပိုင်ခွင့်ရပါတယ်။စရုပ်ထဒီအာဏာကိုစစ်တပ်ကသူပိုင်တဲ့အာဏာဆိုပြီးတော့သိမ်းသွားပါတယ်။ကျွန်တော်ဒီနေရာမှာတခုလောက်ပြောချင်ပါသေးတယ်။တတိပြန်ရလို့ပေါ့။အဲ့ဒီနိုင်ငံတော်အာဏာဘယ်သူပိုင်တတ်တယ်ဘယ်သူပိုင်ရမယ်ဆိုတဲ့သဘောတရားကို1948လွတ်လပ်ရေး မယူခင်ရေးခဲ့တဲ့ကျွန်တော်အစပိုင်းမှာပြောခဲ့တဲ့1948ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဏ္ဍမ်းမှာပါတယ်။နောက်လွတ်လပ်ရေးကြေညာစာတမ်းဆိုတာတခုရှိသေးတယ်။1948စက်တင်ဘာလ24ရက်နေ့မှာလွတ်တော်ကအတည်ပြုတာ၃ခုရှိတယ်။1948ဖွဲ့စည်းပုံအခြေခံဥပဒေပြီးတော့လွတ်လပ်ရေးကြေညာစာတမ်းပြီးတော့နိုင်ငံတော်တချင်း၃ခုအဲ့ဒီမှာလွတ်လပ်ရေးကြေညာစာတမ်းမှာစာပိုင်းနံပါတ်5မှာပါပါတယ် မြန်မာနိုင်ငံဟာပမာနိုင်ငံလို့ရေးတယ်ပမာနိုင်ငံဟာလူတဦးတယောက်ပိုင်တဲ့နိုင်ငံမဟုတ်ဘူးတဲ့ဒုတိယဆက်ရေးတယ်တစ်ဆက်တည်းပဲဒီတိုင်းပဲမြန်မာနိုင်ငံဟာလူတစုတစ်ဖွဲ့ပိုင်တဲ့နိုင်ငံမဟုတ်ဘူးတဲ့တတိယစလုံးချက်မှာမြန်မာနိုင်ငံဟာမြန်မာနိုင်ငံသားတိုင်းရင်းသားအားလုံးပိုင်တဲ့အမွေအနှစ်သာဖြစ်တယ်ဆိုပြီးတော့သူတို့ရေးထားပါတယ် ဲ့တော့အမှန်နိုင်ငံဟာလူတယောက်ပိုင်တဲ့နိုင်ငံမဟုတ်ဘူးလူတစုပိုင်တဲ့နိုင်ငံလည်းမဟုတ်ဘူးဗမာနိုင်ငံသားအလုံးပိုင်တဲ့နိုင်ငံဖြစ်တယ်လို့ကျွန်တော်တို့ဗမာနိုင်ငံရဲ့လွတ်လပ်ရေးကြေညာစာရမ်းမှာ အင်္ဂလိပ်အစိုးရရှိကလွတ်လပ်ရေးယူစဉ်အခါကရေးဆွဲခဲ့တဲ့လွတ်လပ်ရေးကြေညာစာရမ်းမှာဒီတိုင်းရေးထားတယ်